ားလုံးမင်္ဂလာပါကျွန်တော်ဒီပုတ်စုံဆွဲလိုက်ပေါ့နော်ကျွန်တော်ဒီမှာ SMB 9500ပါမယ်ကွန်ဆန်ပါမယ်ပြီးလို့ရှိရင်မိုက်ဆာပါမယ်အတန်ခွဲစနစ်တွေပါမယ်ဒီမှာပြီးလို့ရှိရင် TMA 112 library system 3စုံပါမှာပေါ့နော်စုစုပေါင်းအဲ3စုံရဲ့အောက်ကစူပါတာဘူးရဲ့အားလုံးအတွက်ရဲ့ဝမ်းဆက်ကိုကျွန်တော်ဒီမှာသုံးဖို့ဖွင့်နေစနစ်ကလေးတွေတောင်းချက်စကယ်လေးလုပ်ပေးဖို့ပါခင်ဗျာဒီမှာအားလုံးအတွက်ရဲ့ဝမ်းဆက်ကိုစုစုပေါင်း350ဝန်းကျင်ပေါ့ဒီအတွက်လေးဒီအတွက်လေး ောင်းဆက်လုပ်ပေးဖို့ပါခင်ဗျာကျွန်တော်တို့ audio ဝါသနာရှင်ကြီးကိုရီ audio ဝါသနာပါတဲ့သူတွေအလူမင်္ဂလာပွဲဆိုင်ပွဲသုံးတဲ့သူတွေ KTV class စင်တင်သုံးတဲ့သူတွေအနေနဲ့အဲအရန်တင်တော်တဲ့အတွဲပါခင်ဗျာအပေါ်ဆံကအပေါ်ဆံကိုချီးမြှင့်ကြသားတာတိုးလို့ရမယ်အပေါ်ဆံကိုလည်းအပေါ်ဆံတေးတန်ကိုပေါ့နော်ကျွန်တော်တို့ main height ကိုလောကသတိရဖြစ်အောင်ကြကြနာနာအတန်တော့ကို professional ဆန်ဆန်သုံးလို့ရမယ်အနေထားမျိုးနဲ့ကျွန်တော်တို့ကအစဉ်ထားပေးပါတယ် ါတွေမှာဆိုလဲကျွန်တော်တို့ကုမ္ပဏီကျွန်တော်တို့စက်ရုံမှာပဲထုတ်လုပ်ထားတဲ့ design တွေကိုဈေးတန်းတင့်တင့်လေးနဲ့ယူရီးယား quality အရေးသွေးမှန်မှန်သုံးလို့သုံးလို့ရစီဖို့အတွက်ကိုဒါကျွန်တော်တို့ကုမ္ပဏီကနေမှာဒါဥသာပေးပြီးတော့ထုတ်လုပ်ထားတဲ့ပစ္စည်းတွေပါဥမာ speaker ဆိုလဲကျွန်တော်တို့တင်သွင်းထားတဲ့ quality design တွေ quality အကောင်းဆုံးကိုတင်သွင်းထားတယ်အတွင်းထဲမှာ height ဆိုလဲအဲ့တိုင်းပဲကျွန်တော်တို့ခုနစမ်းနေရချပါလားဟုတ်တလုံးချင်းစမ်းနေရတယ် လေးဆန်းသက်ပေးဖို့အတွက်ပါခင်ဗျာဒါလေးကတော့ပေါ်တန်အောက်တန်ပေါ့နော်ပေါ်တန်အောက်တန်တလုံးချင်းလေးဖြစ်စေဖို့အတွက်ပါခင်ဗျာဖက်လာတဲ့အတန်ကဆရာတို့ရေအောက်ကလိုးလေးကနည်းနည်းလေးပဲဒိန်းဒိန်းလေးဆိုအဲ့မှာဆရာတို့အဲ့မှာနောက်ကသူပါတာပေါ်လေးအကုန်လုံးခါနေပြီသူက ကျွန်တော်တို့ကဘာလို့စမ်းမလဲဆိုရင်ဥပမာဗျာစပီကာလည်းအတန်ပြီးတယ်ဒါပေမဲ့ကျွန်တော်တို့စမ်းသမဲ့ပစ္စည်းကတခြားမဟုတ်ဘူးစပီကာလေးမှာထွက်နိုင်တဲ့ high end အပြားကက်တဲ့ mid end အောက်ကအောက်ကတိပေါ့ဒီလိုမျိုးနှလုံးချင်းကိုအတန်နဲ့အဲကြွကြွရရဖြစ်ရလားတင်းတင်းချင်းချင်းဖြစ်ရလားကျွန်တော်တို့ကဒါလေးကိုလည်းအဓိကစမ်းသမဲ့ပါဗျာ ျွန်တော်ပါပါလေးပဲဆိုရဲနေတယ်ကျွန်တော်ဘလို့ကြာပြီထွက်လာတဲ့အတိုင်းညကြာခက်တယ်လေးအရန်လာကျွန်တော်တော့အဲ့လိုအတိုင်းကိုစိုက်နေကြအဖျားခတ်တဲ့အတန်ကိုကျွန်တော်ကတော့သဘောကျတယ်ဆရာလေးအဓိကတော့ 干啥的，再来呗。 ီလိုအသေးလေးတွေပေါ့ဥမာကျွန်တော်တို့ height ထဲမှာဒီလိုမျိုးပေါ့အသက်ဆွန်းဆွန်းစီစီတောက်လေးအဟန်လေးတွေကကျွန်တော်တို့ဖတ်ပေးနိုင်ဖို့လိုတယ်ဒါမှကျွန်တော်တို့ဆိုင်ဝဲပဲတုံးတုံးပေါ့နော်ကျွန်တော်တို့အလူမင်္ဂလာလောင်ပွဲတွေပဲတုံးတုံးပရိသတ်နားထောင်နေနေရမှာတကယ်လက်ခတ်တံလေးတွေဖတ်ဖို့ဆိုတာအင်မတန်အရေးကြီးပါလေအဲ့အတွက်ကိုကျွန်တော်ကဒီမှာဒီ crossover လေးနဲ့လည်းကျွန်တော်ဖွဲထားတယ်အခုကျွန်တော်ကြောက်လိုက်မယ်ဆရာတို့မြစ်ဘက်ကိုပါလာပြီ တန်းမိဘကိုပါလာပြီဆရာတို့ကျွန်တော်တို့ဒီမှာလုံနေတဲ့တန်းကိုစိတ်ဓာတ်ကြရေးသွားလို့ရတယ်နော်ကျွန်တော်အောက်ပြတဲ့ ာလို့ဒီထွက်လာတဲ့ frequency မှန်တယ်ဆိုရင်သူ့အောက်ကဒီထွက်လာတဲ့ super turbo ရဲ့ wave vibration ကအဝေးကြီးကိုသွားပြီးတော့ရောက်တယ်အဝေးကြီးမှာသွားပြီးတော့ရင်းမှာစွန့်နေအောင်သူက impact ဖြစ်တာပေါ့နော်ကျွန်တော်တို့ကအဲ့ဒါလေးတွေကိုတစ်ချက်တန်းတာပါခင်ဗျာဆရာတို့ကိုတီးလိုက်ပြီးဆိုရင်အဲ့မှာလိုက်လံသွားတယ်သူ့ရဲ့တီးချက်ကအဲ့လိုမျိုးွားတယ် တလိုင်းနဲ့ပဲနော်စူပါတာဘောကတလုံးနဲ့ပဲဆရာတို့ဒီမှာမပါဘူးဒီဘက်တလုံးနဲ့ပဲလှုပ်ထားတယ်ဆရာတို့ရေတီးလိုက်ပြီဆိုရင်ညီလိုက်တဲ့အဲ့တုံဟာမူကြီးကတအားကြောက်ကြံကောင်းတယ်ထွက်လာတဲ့ရိတ်ကဆရာတို့အောက်ကကြီးပဲအောက်ကကြီးပဲဆရာတို့

ောက်ကဆက်ဘူးပါပြေးလိုက်မယ်ဒီကတုံခါနေတဲ့အတန်နေမရှိတော့ဘူးဒီမှာတုံခါတဲ့အတန်မရှိတော့ဘူးဒီကထွက်လာတဲ့အတန်ကလုံးဝမိရဲ့ဟဲ့ရဲ့ကိုစင်စင်ထွက်လာထွက်လာတဲ့နေရာမှာအတွင်းထဲကစပီကာအစတုံခါမှုဘာမှမရှိသေးပါဘူးအဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမှာမိအိုက်ခွဲတယ်အတန်ခွဲစနစ်လေးနဲ့ခွဲလိုက်တဲ့အကြောင်းမို့အပေါ်ကမိဟိုက်လုံးဝမိစင်စင် high sensitive ပဲထွက်ရမယ်စပီကာတုံခါမှုလုံးဝမရှိရဘူးလုံးဝ vibration မရှိရဘူးနောက်တစ်ခါ တချင်းဆိုတယ်ဆိုရင်လဲဆိုတဲ့အတန်ကိုကျွန်တော်တို့ကအတန်အတွက်ပြီးပြီးသားသားလေးထွက်နိုင်ရမယ်အဲ့ဒီဟာတွေကိုကျွန်တော်တို့ကဒီမှာဒီမင်းအိုင်းဖွန်ဆိုပါလေးတဲ့ခွဲထားတာပါခင်ဗျာအဲ့လိုပဲအောက်ကဆက်ဖို့ပါမှာဆိုလဲအဲ့လိုပဲကျွန်တော်တို့က frequency ဤလေးလိုချင်တာလားအပြင်းလိုချင်တာလားအဝေးကိုလွှင့်တဲ့အတန်လိုချင်တာလားအနီးနားမှာပြေးတဲ့အတန်လိုချင်တာလားအဲ့ဒီအတန်ကိုကျွန်တော်တို့ဒီမှာဒီ frequency ကွန်ဆန်ဆက်ဖို့ပါဒီ frequency လေးနဲ့ခွဲလိုက်မယ်ဆိုရင်ကျွန်တော်တို့ခုသုံးလာဆိုရင်ဒီမှာဒီမှာ65လောက်ပဲသုံးလာတယ်ကြာတော့ 65လေးပဲသုံးထားတယ်ကျွန်တော်